အခုတစ်ခါဆက်ပြီးတော့ဒုတိယတပိုင်းမွန်းတိုင်ညအပိုင်းကိုကိုရီဆက်ပြီးတော့လေ့ကျင့်မယ်အဲ့တော့မွန်းတိုင်ညရဲ့ဖြည့်ဆူပုံလေးကိုတစ်ချက်လောက်သူပြောတာလေးနားထောင်ကြည့်ကြမယ်စမယ်နော်မွန်းတိုင်ညမွန်းတိုင်ညではまず質問を聞いてくださいその後問題用紙を見てください読む時間があります それから話を聞いて、問題用紙の1から4の中から、一番いいものを一つ選んでください。အဲ့ဒါဆိုတော့အကိုမွန်းတိုင်းကြီးရဲ့ဖြစ်စပုံလေးကိုနားထောင်ပြီးသွားပြီအဲ့တော့သူပြောချင်တာကအရင်ဆုံးမိကွန်းကိုနားထောင်မယ် ဲ့ဒီနောက်မှာမွန်းတိုင်ရောင်းရှိအဲမွန်းတိုင်ရောင်းရှိဆိုတဲ့မိကုံးစာရွက်ကိုကြည်ပြီးမယ်အဲ့လိုနားထောင်နေတဲ့အချိန်မှာပဲဒါကြီးရိုက်အဖြေရွာမိကုံးရွာကိုကြည်မယ် ကြည်ပြီးတာနဲ့သူကမေကုံးအယုံဆုံးမေးလိမ့်မယ်မေကုံးမေးပြီးသွားတဲ့အချိန်မှာကိုရီအတွက်မေကုံးစာရင်းမှာပါတဲ့အဖြစ်၄ခုကိုဖတ်ဖို့အချိန်တည်တန့်နေရှိတယ်အမွန်းတိုင်းအချစ်တဲ့စာရင်းသူ့မှာပို့ပြီးအချိန်ပို့ရှိတာပေါ့အဲ့ဒါကိုကိုကကြည်ပြီးသွားပြီဆိုတဲ့အချိန်မှာပြကြတော့မှနောက်ထပ်တစင်းသူကသကပြောလေးကိုလာမယ်အဲ့တော့သကပြောမလာခင်နဲ့မေကုံးမေးတဲ့ခြားလေးမှာဟာတဲ့အချိန်လေးရှိတယ်အဲ့ဒီဟာတဲ့အချိန်မှာကိုကဘာလုပ်ထားမလဲဆိုတော့မေကုံးကစာစာရွက်ထဲမှာပါတဲ့ ထီလေးခုလုံးကိုဘာသာပြန်ထားပြီးတော့ကြည်ထားမယ်ဟုတ်ပြီနော်အဲဆိုရင်အခုစပြီးတော့အချီပန်နံပါတ်တကလေးကိုစပြီးတော့လေ့ကျင့်ကြမယ်နော်စာလုပ်ကြည့်ရအောင်では練習しましょう1番男の人と女の人が話しています女の人は昨日友達と一緒に何をしたと言っていますか တချက်တော့မိကုန်းလေးပြန်ပြီးတော့ကြည့်ပေးမယ်နော်မိကုန်းကပါဠိမိတာလေမကြလိုက်ပါဆိုလို့နှစ်ခေါက်လောက်一番男の人と女の人が話しています。အယုံဆုံးဘလူးနဲ့ဘလူးလက်စကားပြောနေရ男の人と女の人と話しています。ပြီးရင်မိကုန်းလာမယ်ဒုတိယတစ်ကြောင်女の人は昨日友達と一緒に何をしたと言っていますか နာဘာကိုလုတ်ခဲ့တယ်လို့တဲ့ပြောတာလေတဲ့မနေ့ကတန်ငယ်ချင်းနဲ့အတူတူဘာကိုလုတ်ခဲ့တယ်လို့ပြောတာလေမိကုန်းလေးမှာမေးသွားတယ်ဟုတ်တယ်နော်လို့မေးပြီးတာနဲ့တပိုင်းနဲ့ထဲကိုကတမ်းမိစကားပြောမလာသေးဘူးခြေထဲမှာဟာဒီအချိန်ရှိတယ်အဲ့ဒီအချိန်မှာတက်ကနီလေးတွင်းထဲကစကားလုံးလေးဒီအဖြေလေးတွေကိုကိုရာတက်လောက်လေးဘာသာပြန်ပြီးတော့ရေးထားပြီးမယ်နော် အဲ့ဒါပထမအချိန်မှာဆိုရင်တော့ဗာရေးထားလေ။ Umi no chikaku de shokuji shita. အာပင်လယ်ရဲ့အနီးနားမှာတဲ့ချက်ခုကြည့်လုပ်ခဲ့တယ်။ထမင်းစားခဲ့တယ်။နီးပါမှာကျတော့ယမနီနူဘူတယမဆိုရာတောက်တောက်တက်ခဲ့တယ်။ဆမ်မမာက Umi de oyo ida ပင်လယ်မှာရေကူးခဲ့တယ်။ယိုဘမာကခိုင်ကန်ကိုဆမ်ဘိုစတာတဲ့။အဲ့တော့ဝင်ဝါးတွေကိုဗာလုပ်ခဲ့လေလမ်းလျှောက်ခဲ့တယ်လို့သူကပြောခဲ့တယ်။ဟုတ်တယ်နော်။အဲ့ဒါဆိုရင်အခုဗာစကားပြောလေးဗာပြောမလဲဆိုတာလေးတစ်ချက်လောက်ကြည့်ရအောင်။ 昨日はいい天気でしたね。どこかに出かけましたかええ。友達と海の近くの店に行って食事をしました。学生の時、よく一緒に山に登っていた友達なんですが、久しぶりに会ったんです。じゃあ、話すことがたくさんあったでしょう。ええ。今度また2人で山に登ることにしました。そうですか。 昨日は暑かったから海で泳いだんですかいえ、泳いだり海岸を散歩したりしたかったんですけど、友達に用事ができてしまって、食事の後すぐに帰りました。残念です。嗯，这个表里啊，地铁呗。哎呀，是咯，阿哥，这个表里我拿汤杯的，起码阿皮有单子的了，没得哦。 အဲ့ဒီမှာသူကဗာပြောလေဆိုတော့ကောင်မလေးကသူ့ရဲ့တန်ငယ်ချင်းနဲ့မတွေ့ရတာကြာပြီ ဖြစ်တဲ့သူ့ရဲ့တန်ငယ်ချင်းနဲ့ပင်လယ်ရဲ့အနီးနားအချစ်ဘာမှာပါတဲ့ဦးမင်းတော့ချီကာကုတဲ့ရှခုချီစတာတဲ့သူပြောခဲ့တယ်ပင်လယ်ရဲ့အနီးနားမှာရှခုချီလောက်ခဲ့တယ်ထမင်းစားခဲ့တယ်အဲ့ပြီးတော့သူတို့ကအရင်တော့ဆိုရင်နဲ့ယာမနီနိုဘိုတာတဲ့အတောင်ကိုတက်ခဲ့တဲ့တန်ငယ်ချင်းတောင်အတူတူတက်ခဲ့ဘူးတာဟုတ်အရင်တော့ဆိုရင်အဲ့ဒီတန်ငယ်ချင်းနဲ့အတူတူတဲ့ပင်လယ်ကိုသွားပြီးတော့ထမင်းစားတယ် ပြီးတော့အဲ့မှာကောင်းကြီးကထပ်ပြီးတော့မေးရကြားလာမသိဘူးကောင်းကြီးကဘာထပ်မေးလဲအဲ့ဆိုရင်လည်းမင်းကအယံကိုပူတယ်တော်တော်လေးကိုပူတယ်ပေါ့အဆုတ်ခတ်တာဖြစ်ခဲ့တယ်ပူခဲ့တာကြောင့်မို့လို့ပင်လယ်မှာရေကူးခဲ့လားလို့မေးတော့မဟုတ်ဘူးတဲ့မကူးခဲ့ဘူးတဲ့ဘာဖြစ်လဲဆိုတော့သူ့ရဲ့တငင်ချင်းမှာယောကြည့်လို့ခေါ်တဲ့အချိန်ရှိခဲ့လို့ယောကြည့်ဆိုရယ်အလုတ်ကိစ္စကြီးရှိခဲ့လို့အဲ့အကြောင်းမို့လို့သူတို့ကတော့ချက်ချင်းပြန်သွားခဲ့တယ်အဲ့ဒီတူကအဖြစ်မှားဘာဖြစ်သွားလဲအချိပန်ဖြစ်လိမ့်မယ်မိကုန်းလေးတစ်ချက်ပြန်သွားတယ်ဘောမနာမစ်တော့

အဲ့ဆိုဒါလေးကတော့နံပါတ်1ရဲ့ဖြည့်စုံပုံဖြည့်စုံနည်းအဲ့တော့စကပြောနဲ့မေကုံးမေးရတဲ့ဂျာထဲမှာဟာဒီအချင်းရှိတယ်။အဲ့ဒီဟာရဲ့အချင်းမှာမေကုံးလွှမ်းမှာပေးထားတဲ့အဖြစ်လေးခုကိုကိုကအမှန်ကန်ဆုံးနဲ့ဘာသာလေးပြန်ထားအကြံပြင်းလေး။အဲ့တော့မှဒါစကပြောပြတော့မှနားလေမှာအဲ့ဆိုအခုနိဗ္ဗာန်နံပါတ်2ခလေးကိုကြည့်ကြမယ်။နိဗ္ဗာန်教室で先生が学生に話しています。教室であたま先生がせやが長田をစကားပြောနေတယ်။ 学生は工場で何を作っているときに見学をしますか学生に話しています。学生は工場でゃ工場で工場工場すらが作業にあらうように作業何を作っていると何を作っているときに何をパゴ作っているときに ြုလုပ်တဲ့အချိန်မှာ時に見学をしますか感覚をしますか感覚感覚じゃ繼續理啦。အဲ့တော့ဘာကိုပြုလုပ်တဲ့အချိန်မှာ繼續理လာရမှာလဲចောင်းသားတွေကဟုတ်နော်အဲ့ဆိုတော့ဒီမှာကြည့်ကြည့်ပါမိကုံးမေးပြီးတော့ရတဲ့အချိန်မှာတင်းနဲ့သုံးလေးလေးကိုပြီးတာတယ်မိကုံးကဗာမိတာတယ်ចောင်းသားတွေကဘာကိုပြုတ်လုတဲ့အချိန်မှာခန်ကခုရှိမစကာကြည့်ရှုလေးလာရမှာလေဆိုတော့အချိန်ပါမှာ juice ချော်ရေးပြီးတာတယ်နီးပါမှာ ice cream ရေခဲမုတ်ပြီးတာတယ် ဆမ်မမှာကျတော့ candy candy ဆိုတဲ့ကြားလုံးမျိုးကိုပြောတာယွမ်မမှာကျတော့ cookie ကိတ်ပေးထားတယ်အခုစကားပြောလေးနားထောင်ကြမယ်来週はクラスで工場の見学に行きますファブラレ工場の見学に行きますで工場の見学に行きますあ専用アロヨの知識レーダーを取ってみてろね来週ラメアパまとめすぴ表題でプラマでちゃう第二やでちゃうなたおめ ジュースで有名な会社の工場ですが。アイスクリームやキャンディー、それからクッキーを作っているんですよ。本当はジュースを作るときに見学したかったんですが、来週はジュースは作られていないそうなので、皆さんはアイスクリームを見ることになりました。 うん、アイスクリームを見るようになりましたで。ジュースをラメパンロープもといロープ。エリートちゃアイスクリームをれ、ジェイもプロタゴチボトワ、チラバリスロチマンタンディダビノ、ニバンアイスクリー見学の後、クッキーのお土産がもらえるそうです。ももです学生は工場で何を作っているときに、

山本さんのことが好きで僕の気持ちを手紙に書いたんだけどなかなか渡せないんだ朝教室で渡そうと思ったんだけど恥ずかしくてダメで今山本さんが教室を出た時もやっぱり渡せなかったんだ自分で渡した方がいいよ山本さんなら授業の後いつも30分ぐらい図書館にいるよ図書館は人が多いから恥ずかしいよ じゃあ出てきた時はどうはどう,うん頑張って,張ってうん行ってみる外で待って自分で渡すよ ဲအဲ့ဒီမှာတွေ့လာအဲ့ဒီမှာနောက်ဆုံးပိတ်မှာအဖြေလေးကိုသူကထည့်ထားပြီးအရှင်းမှာပြောတဲ့အရာဒီကိုကိုကနားမလည်ဘူးမသိဘူးဆိုရင်တော့မှထားလိုက်နောက်ဆုံးအပိတ်နဲ့အစနေကိုနည်းနည်းလေးတတိထားပြီးတော့ကြည့်မယ်စကားပြောနေနားထောင်ရင်အချိန်မှာအရှိပိုင်းမှာတခါတလေကြရင်အဖြေပါတာရှိတယ်လို့အခုလိုမျိုးအဆောင်တပိုင်းမှာအဖြေပါတာမျိုးလေးရှိတယ်အခုဆိုရင်အဆောင်တပိုင်းမှာဆိုရင်ရမမတို့ဆန်နဲ့တူရှော့ခန်ကနေပြီးတော့ဒေတာတုတ်ကီအဲ့တော့ထွက်တဲ့အချိန်ကြရင်သူကသူ့ကိုယ်တိုင်းနဲ့ ဝတ်သားစုလုပ်မယ်တဲ့လက်ဆင့်ခံပေးမယ်တဲ့ပြောမယ်စင်တော့ဒါလေးက စပေးတာပေါ့နော်။ဥစားရမမတူဆန်ကိုဘယ်စင်မှာပေးမှလဲဆိုတော့တူလျှောခံကနေထွက်တဲ့အချင်းစာကြီးတိုက်ကနေထွက်တဲ့အချင်းမှာသူပေးမှဖြစ်တယ်။စာကြီးတိုက်ထဲမှာဆိုရင်လူတွေကများတယ်ဆိုပြီးတော့ပြောထားတယ်။အဲ့အတွက်သူရှက်တယ်တဲ့။ဟောမပေးဘူး။အဲ့အတွက်အဖြေကိုရှာလိုက်တဲ့အချင်းမှာနံပါတ်ဘလောက်ကနေသွားပြီးကန့်ညီနေဆိုတော့နံပါတ်၄လေးနဲ့သွားပြီးတော့ကန့်ညီတယ်။ဟိုကလည်းခံပါတယ်လို့ပြောရယ်နော်။စူးစားရတယ်ဆိုပြီးတော့ပြောလိုက်တယ်ကောင်းမလေးရလေ။သူကနေတစင်းပေးခိုင်းမလို့ဒါပေမဲ့သူမပေးတော့ဘူး။ကိုကိုနိုင်ဂျီဘွန်တဲ့ဝါသစလုံးပဲ။ကိုကိုနိုင်သူပေးမယ်ဆိုပြီးတော့ပြောလိုက်တယ်။အဲ့အတွက်အဖြေ 男の学生はいつ山本さんに手紙を渡しますかいつそれあちんを言うだなえどうンバー4まばれ図書館がに撤退あちんが4まဖြစ်တယ်えどうあちんまんがまんとわびほびのえそれ4番ナンバー4里さびよ4番ラジオを聞いています。 桜動物園はオープンの日にどうなりますかオープンの日にどうなりますかオープンすらポメシンが、ロポネヤマパルピラマリーサクラドブス、エン、ドブス、エンスラトレサニョン、ビラサクラトレサニョンが、オープンの日すら、ポメヤマパルピャマリーで、キマゾイテネトニマスに、ベタライシエノ、オープンの日です。オープンの日、ポメヤマリ。ー တက်မှာဆိုရင်အခုကြည့်ခံကဟာယာခုနာတို့ရဲ့ဆော့ဆော့ဖြစ်မှာဖွင့်မဲ့အချိန်ကစောမယ်နိဗ္ဗာန်မှာကျတော့ရှင်မလို့ကြည့်ခံကအိုဆုကုနာတို့ပြိမဲ့အချိန်ကလောက်ကြမယ်ယူမတ်မှာကျတော့ချူကပ်ဆဲအီကဝါတဲ့တာဒာနီနာတို့တာဒာဆိုတာအခမဲ့အလကားဖြစ်မယ်ယူမမကျတော့ချစ်ခဲတူကရဆခုနာတို့တဲ့အလက်မှတ်ကချစ်ခဲတူလို့ခေါ်လေလက်မှတ်ကချစ်ခခုနာတို့ဇေတတာပါမယ်တဲ့အဲ့ဆိုရင်အဖြစ်မှန်ကဘာလို့ဖြစ်လဲစကပြောနားထောင်မယ် 今月20日金曜日に桜公園の隣に桜動物園がオープンします動物園は毎日10時から夕方5時までですがオープンの日は午後8時まで空いているそうですお仕事の後にお子さんと一緒にいかがでしょうか อืมအချိန်ကဆော့ဆော့လေးပိတ်လိုက်တယ်အခုမှဆိုရင်ပိတ်မဲ့အချိန်ကညညငါအရှင်းနာကြီးအထီကိုသွားပိတ်မယ်ဆိုပြီးတော့သူကပြောထားတယ်နော်အဲ့ဒီတော့အခုအဖြေမှဆိုရင်တမ်းပြီးတော့တွေ့သွားတယ်ရှေ့ဆုံးမှနေပိတ်မဲ့အချိန်ကနောက်ကျလိမ့်မယ်အဲ့ဒီတော့အဖြေမှဆိုရင်နိဗ္ဗာန်လေးဖြစ်သွားတယ်စက်ပြီးတော့စကပြောတော့ထဏထောင်မယ်နော်休みは毎週木曜ですチケットは600円で中学生は500円 小学生以下のお子さんはただです毎月初めの土曜日にはチケットが安くなって300円で入れますぜひ行ってみてくださいサさくら動物園はオープンの日にどうなりますか open or heat ပါတဲ့စာကြောင်းကိုပဲအတည်ပြုရမယ်။အနောက်မှာဆိုရင်လက်မှတ်တွေစွတ်တာတာလို့ပြီးရင်အလကောက်ဟိုအခမဲ့ပေးတာလို့ဆိုတော့အဲ့ဆိုရင်အဖြစ်မှန်ကဘာဖြစ်သွားမလဲ။အဲ့ဒီအဖြစ်မယူဘူး။နိဗ္ဗာန်ဟောက်ပဲအတည်ယူလိုက်တဲ့အတွက်ဆွမ်းနာကပြိမ့်မဲ့အချိန်နောက်ကြမယ်ဆိုတာအဖြစ်မှန်ဖြစ်သွားတာ။ open or heat desk လို့သူကထပ်ပြောတာဒီနောက်ထပ်တစ်ချောင်းမှာနော်။အဲ့တည်းနံမနှစ်အဖြစ်ကမှန်သွားတာနော်။အဲ့လို open or heat မပါဘူးဆိုရင်တော့အနောက်ကဟိုဈေးတက်တာတဲ့ဟာလို့ဘာလို့ထည့်ပြီးတော့စဉ်းစားမှာပေါ့နော်။အဲ့ဆိုရင်နောက်တစ်ပုတ်လေးဆက်ပြီးတော့ကြည့်ကြမယ်နံမ၅ 5番女の留学生と男の留学生が話しています女の留学生は日本の自動販売機についてどんなことに驚いたと言っていますか知ています女の留学生は日本の自動販売機についてどんなことに驚いたと言っていますか どんなことを踊いたと踊いたと言いますか。いや、ジャパンナイ日本の自動販売機について、ジャパンナイ自動販売機、あるいは自動車に、パタビロで、いや、これ、踊いたと。 အိုဒိုအီတာအိုဒိုအီတာဆိုတာအိုဒိုခီမတ်စ်ကနေလာတာဘဲအရာကိုသူကနှွားအံ့ဩသွားလဲဆိုပြီးတော့ပြောထားတယ်ပေါ့နော်အမ်ဂျပန်ရဲ့အလိုလျောက်ဇယုံစက်နဲ့ပတ်သက်ပြီးဘဲအရာကိုအံ့ဩလဲဆိုပြီးတော့မေးထားတယ်အဲ့ဒါဆိုတော့ကြည့်ရအောင်ကောင်းပါလိမ့်မယ်အော်နာနိုလီယူကပ်ဆေးဒစ်အော်နာနိုလီယူကပ်ဆေးဒစ်အမျိုးသမီးကိုပြောတာပေါ့နော်အဲ့တော့အမျိုးသမီးပြောတာကိုပဲအကြီးကအာယုံစိုက်ပြီးတော့နားထောင်မေး ねえ、日本に来て、日本の自動販売機に驚かなかった驚いた。公園、病院、海、どこに行ってもあるから、すごいよ。私が驚いたのは種類だよ。私の国では、売っているのは飲み物がほとんどだよ。日本では、バナナや花、服も見たことがある。うん。言葉を話す自動販売機もあって、 東京では東京の言葉を、大阪では大阪の言葉を話すんだよ。店員みたいだね。日本では外に置いてあっても、中のお金が盗まれたりしないから、自動販売機がたくさんあるのかもしれないね。 အဲဆိုရင်အခုနားထောင်နေတဲ့အချိန်မှာကောင်မလေးပြောတာကိုနားထောင်လိုက်တော့ကောင်မလေးကဘယ်အရာကိုသူကအိုဒိုအီတာဖြစ်တယ်လို့ပြောခဲ့တယ်။ Should do is ဆိုတဲ့အရာမျိုးကြားလိုက်လားမသိအရှိဆုံးပါပဲ။ပြန်ပြီးတော့နားထောင်ကြည့် Should do is နော်အဲ့တော့ပြောနေတဲ့ Don't bike ni 驚かなかった?အေးအဲ့တော့ဂျပန်နိုင်ငံရဲ့ဟာကျိုးတော့ဟမ်ဘိုက်ကီနဲ့ပတ်သက်ပြီးတော့တဲ့အာအန်အောဘူးလားတဲ့ပြီးတော့ကောင်းနေရပါဘူး။ကိုယ်ကိုယ်ပန်းချမ်း 病院病院せよ海海便利どこに行ってもあるからどこでペニアマムスウレだからすごいよすごいすごい、はい、あレあおれな 私が驚いたのは種類だよ。種類だよってだからカマリア、とあんはだろ種類だよって。あမျိုးမျိုးပါပဲって。さりあမျိုးမျိုးပြောပေါ့เนาะ。あまそういににべまတွေ့လားမသိဘူး。in the iru mono no shirui ga oi koto。ပြောနေတဲ့အရာပစ္စည်းရဲ့ shuru i အအကြောင်းအရာဒီနာမည်တွေက oi koto って。များတာပေါ့。ပြောမယ်ဆိုရင် no mi mono လို့ပြောလိုက်ပြီဆိုရင် no mo mo ni ရဲ့အကောင်းဆုံးအောက်မှာဆိုရင် banana လို့ juice ဖြော်ရေးလို့အများကြီးပေါ့ကွဲသွားတယ်ပေါ့။အဲ့အမျိုးသူကပြောကျင်တာပေါ့။ の私の国では売っているのは飲み物がほとんどだよ日本ではバナナや花服も見たことがあるうん言葉を話す自動販売機もあって東京では東京の言葉を大阪では大阪の言葉を話すんだよ店員みたいだね日本では外に置いてあっても中のお金が盗まれたりしないから

အဆိုရင်အခုဒီရပုံမှာဆိုရင်အရှိဆုံးမှာထေကတုံးကြောင်မြောက်မှာထေကအဖြေကဆက်ပြီးတော့တွေ့သွားတယ်နော်အဲ့ဒီတွေ့စကားပြောရင်နောက်ထောင်နေကြရင်အဖြေမှန်ပါနိုင်ခြင်းရှိတာကရှေ့ပိတ်နဲ့နောက်ပိတ်မှာအဖြေမှန်ပါနိုင်ခြင်းရှိတယ်အဲ့ဒီအပိုင်းကိုတိတ်ချဂရုစိုက်ပြီးတော့နှားထောင်တယ်နော်နောက်တစ်ပုံလေးသွားရအောင6番スーパーで客と店の人が話しています卵が安くなる時間は 何時から何時までですか卵、卵をすれ、えー、卵をこれ安くなる時間は、ဒေသသားနဲ့ရမယ့်အချိန်ကားတဲ့နန်ဂျီတက်ကဖရနာကြီးပါလေတဲ့။တတမာကောဆိုရဲကျုပ်ကိုဒေသသားနဲ့ရမယ့်အချိန်ကဘယ်နှစ်နာရီလဲတဲ့သူကမိထားတယ်။ဒီမှာဆိုရင်တက်ကနေလေးတွဲမှာပေးထားတယ်နော်။အဲ့တော့တေချာလေးတွေဝေးမယ်အချိန်ကြီးမမအစင်းနေသူပြလိုက်တဲ့အချိန်ကိုကိုကတေချာမြင်အောင်လို့ကြည့်ကြမယ်။ ービスが病ラビのすみませんこちらのお店のホームページに今日は卵が安いと書いてあったんですが売り場はどこですかあそこですがすみませんお客様卵が安くなるサービスは夕方の1時間だけなんです 一時間たけです。だなりてばり。せずらねやみあてんがだなりているとはびょうらいで。え何時からですか何時からですかか,ですか,かまりゃみびのパナヤサーリー。もう,もう終わってしまいましたかもう終わってしまいましたかもう終わって終わってラびびらるみらぼ。まだです。いえ、まだです。ま,ですまです、まあ、びでぶつれでべ。今ちょうど5時ですから。 ီမချောတိုဂိုဂျီဒက်ခါတာဂိုဂျီဂိုဂျီဆိုတော့9နာရီတရားမှတ်ရမယ်เนาะအဲ့ဒါလေးကဏ္ဍလေးတရားမှတ်အဲ့တော့9နာရီအခုမှ9နာရီဖြစ်တဲ့အတွက်ကြောင့်ဟာဂျီမာရူမာဒေဟာဂျီမာရူမာဒေအစမေအထီကို30ဖြစ်ပါります30ဗုံအာရီမတ်မိနစ်30လိုသေးတယ်မိနစ်30ရှိသေးတယ်အစမေအချင်းကမိနစ်30တောင်လိုသေးမှာတော့အခု9နာရီမိနစ်30လိုသေးရင်ဗန္နာရီမှာစမှာလေ9နာရီခွဲမှာစမှာပေါ့မဟုတ်ဘူးလားဟုတ်တယ်နော် ဆက်ပြီးနားထောင်မယ်။ဝါကာရီမစတာဝါကာရီမစတာနားလေပါပြီတဲ့။ အဲ့ဆိုရင်ဒီစကားပြောနားလိုက်နေတဲ့အချိန်မှာ तू ကအဲဟိုဘောဇေတနာနေရမှာကတနာကြီးဖြစ်တယ်တနာကြီးထဲပဲအချိန်ရှိတယ်ပြီးတော့စပြီးရောက်မဲ့အချိန်က9နာရီခွဲမှာစပြီးရောက်မှာဖြစ်တယ်တော့တနာကြီးကြာမယ်ဆိုတော့9နာရီခွဲဆိုရင်6နာရီခွဲမှာပြီးမှာပေါ့ဟုတ်ပလားတနာကြီးထဲပြီးတာဆိုတော့အဲ့တော့တက်ကနေ၄တွဲမှာရှာကြည့်လိုက်တယ်တက်မှာကကျတော့9နာရီကနေ9နာရီခွဲဆိုတော့နာရီကွက်ထဲမှာဖြစ်နိုင်ဘူးနှစ်မှာက9နာရီကနေ6နာရီအထိမဟုတ်ဘူးเนาะအခုမှ9နာရီနောက်ထပ်မိနစ်30တောင်လို့သေးရင်9နာရီခွဲဆိုရဲဟောက်လိုက်ရှာ သုံးမက9နာရီခွဲဟုတ်တယ်ပြီးမဲ့အချိန်က6နာရီဆိုတော့နာရီကွက်ထဲအချိန်ပြီးထားတယ်မဟုတ်ဘူးအဲ့ဒါနံပါတ်4ရအဖြေမှန်ပေါ့9နာရီခွဲမှစတယ်6နာရီခွဲမှပြီးတယ်အဲ့တော့ပြီးတဲ့အချိန်ကတနာရီပြီးတာဖြစ်တဲ့အတွက်အဖြေမှန်ကနံပါတ်4မိကိုလေးပြန်နာထောင်းမယ်ထမောင်းကရရစကနာရီ時間は何時から何時までですかအဲ့ဒါအဖြေမှန်ကယွန်းဘန်ဟုတ်တယ်မလား né? Aqui mesmo. Assim, na sonda bom, nisso, sabido esse jame, não? Nanaban. Caixa de. 女の人と男の人が花見の場所について話しています男の人はどうして東公園がいいと言っていますか うん、どうして男の人はどうしてバージョンの東公園の東班長が一度で高年の病人だね。で、な、あそこに行くのに、なるほど。ーー花見の場所について話しています。男の人はどうして東公園がいいと言っていますか อืมအဲ့တော့ဟီဂါရှိကွမ်ကကောင်းနေလို့ဘာကြောင့်ပြောနေရလဲအဲ့လိုမျိုးမေကွန်မေးတဲ့အချိန်မှာကွာတကယ်တော့မေကွန်ကိုမမတ်မိလောက်ဘူးထင်တယ်ဆိုရင်မေကွန်စာရွက်မှာမေကွန်လေးကိုအချင်းချောက်ကလေးအကြမ်းမြင်လေးရေးချထားလိုက်ပြီးတော့မှမေကွန်လာဆိုတဲ့အချိန်မှာပေးထားတဲ့အရှိလေးကိုနည်းနည်းလောက်ဖတ်ကြည့်မယ်အဲ့တော့မှဒါကိုကြားတဲ့အချိန်မှာတခါလေကတ်ညီလာမကတ်ညီလာဆိုသိမှာနော်なあ、さびなたも。土曜日、仕事の帰りに花見に行かないいいね。どこがいい 東公園がいいよ桜は東公園と北公園が有名だけど北公園は毎年すごく混むんだよ公園の中に食べ物の店がたくさん出ていて歩いていてもなかなか前に進めないんだお祭りみたいで賑やかで楽しそうだけどちょっと疲れるね東公園も人は多いんだけど 池があって船に乗って桜が見られるから楽しいよ面白そう東公園は会社からは歩いていけるえっと歩くのは無理だけどバスなら15分で着くよじゃあ東公園に行こううん。 ခိုအန်းနှစ်ခုပါတယ်နော်အဲ့မှာလှဲကွက်ကလေးသုံးလာတယ်ခိုအန်းပန်းချံနှစ်ခုပါတယ်တကူကဟီကာရှိခိုအန်းနဲ့တော့ခိတာခိုအန်းဆိုပြီးနှစ်ခုပါတယ်အဲ့တော့သူအရင်ဆုံးပြောသွားတဲ့အကြောင်းညာကြီးထဲမှာဆိုရင်နံပါတ်1မှာပါတယ်တာဘဲမွန်နုံသောမိဆဲကတာခိုဆန်အဒူခါရာလို့အဲ့ဒါလေးရေပြောနံပါတ်1မှာပါတယ်မဆရီကအဒနီကီယာကတာခါရာလို့ဒါကခိတာခိုအန်းအကြောင်းကိုပြောသွားတာ ကိုဒီအခုပြောချင်တာကဟီကားရှိခိုအမ်ဖြစ်တဲ့အတွက်ဟီကားရှိနဲ့ဆိုင်နာကိုပဲကိုဒီနားထောင်ရင်အဲ့တော့စကားပြောနားထောင်နေတဲ့အချိန်မှာနောက်ထပ်တစ်ချက်ထပ်ပြီးမှတ်ရမှာကသူ့မေးတဲ့မေးခွန်းနဲ့သက်ဆိုင်တဲ့အကြောင်းအရာပဲနားထောင်ပါမသက်ဆိုင်တဲ့အရာဆိုရင်မှတ်မှတ်ပါနဲ့အဲ့ဒါလို့တစ်ချက်လောက်တတိထားမယ်အခုပြောလိုက်တဲ့အချိန်မှာသူဟီကားရှိခိုအမ်ကိုတော့ဘာလို့ကောင်းနေလို့ထင်တာလဲဆိုတော့ နံပါတ်3မှာပါတယ်ဖုန်နဲနိုဥေဒေဆာကူရာကမီရာရီရူခါတာတေမောပေါ်မှာလည်းပဲဆာကူရာပန်းတွေကိုမြင်နိုင်တဲ့အတွက်ကြောင့်မှုတ်လို့အဲ့တော့နောက်တစ်ခေါက်တော့ပြန်ပြီးတော့စကားပြောလေးနားထောင်ကြည့်မယ်賑やかで楽しそうだけど、ちょっと疲れるね。東公園も人は多いんだけど、池があって、船に乗って桜が見られるから楽しいよ。面白そう。 東公園は会社からは歩いていける他比较标准，然后他是酷玩我的，哥们你要你比较的，人少比多路亚啦。えっと、歩くのは無理だけど。歩くのは無理だけど、かけびめ、人少ぼろかびめ。バスなら15分で着くよ。バスでバスがねえぞ、15分、3分で寝ちゃうで。じゃあ。

အခုဖြေသွားတာခဲ့အပိုင်းကဘာပိုင်းလဲဆိုတော့မွန်တိုင်းညအပိုင်းဖြစ်တယ်အဲ့တော့မွန်တိုင်းညအပိုင်းကတော့ကိုကမိကွန်းစာရွက်မှာပါတဲ့အဖြေလွာကိုအလှဉ်စလို့ဖြေစရာမလိုဘူးအဲ့ဒီအဖြေတွေကိုဖတ်ဖို့အတွက်အချိန်ကိုမှရှိတယ် ခုတိုပါတွေကိုမှတ်ဖို့အတွက်အချိန်ရှိတယ်ပေါ့အဲ့လိုအချိန်ရှိရတဲ့အတွက်ကြောင့်သကပြောနားထောင်နေအချိန်ကြရင်အဲ့ဒီသကလုံးတွေပါရင်တေချာခရုဆိုင်ပြီးတော့မှတ်မယ်ပြီးတော့နောက်တစ်ချက်ကပါဠိတတိထားမလဲဆိုတော့မေးခွန်းမေးတဲ့အကြောင်းအရာကိုပဲအဓိကခရုဆိုင်ပြီးနားထောင်ပါ ပြီးရင်သူ့ရဲ့အဖြေကမှန်နိုင်ခြင်းကရှေ့ပိန်နောက်ပိန်ရှေ့မှာလည်းအဖြေဖြစ်နိုင်တယ်ခလေမှာတော့ပါတယ်ဒါမျိုးမဟုတ်ဘူးရှေ့မှာအဖြေဖြစ်နိုင်တယ်လို့စမီးဆက်ကပြောရဲ့အနောက်ဆုံးပိုင်းမှာလည်းအဖြေထည့်လေးထည့်ထားရှိတယ်အဲ့တော့ရှေ့ပိန်နဲ့နောက်ပိန်ကိုတေချာလေးဂယုဆိုင်ပြီးတော့နားထောင်ရင်မွန်းတိုင်းနှစ်အပိုင်းကပို့ပြီးတော့လွှဲပါလိမ့်မယ်ဒါလေးကိုမှတ်ပါမယ်နော်